အားလုံးမင်္ဂလာပါလို့ဥစွာဓမ္မနှဖို့ဆက်တက်လိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ပြည်နာမပြင်းကျော် channel ကနေပြန်လဲကြိုဆိုလိုက်ပါရအခုတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာကတော့2026ခုနှစ်အတွက်ရှမ်းစရာလေးဆရာငယ်ရဲ့ရှမ်းပေတဲ့ဟောစဉ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရခင်ဗျာဒီဟောစဉ်ကိုနားမစင်မိမှာနောက်နှစ်ဆက်9ခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ရက်ကိုနိုင်ကစားတယ်နိုင်ကိုမိနစ်မိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးအရှိတ်ဘက်ကနေပြီးတော့အနောက်ဘက်ယွန်းယွန်းရက်ချီဘူး ဥတည်ပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မရခင်ဆိုဆရာတို့ဖြက်ခရင်တစ်ခုရဲ့ကလကာတစ်ခုကိုဖြုတ်လို့ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ကလေးတစ်ခုနောက်ခုကိုတတ်တော့တယ်ဆိုတော့ဒါကြီးတင်စားပြောနေလဲခုံမှာတော့မဟုတ်ဘူးအဲဆရာကတော်ကြီးကျဲကျဲပြောနေလို့မကုံမှာမဟုတ်ဘူးအဲ့တော့ဘုတ်တစ်ခုရအောင်တာမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းနေဆိုရင်တော့မိတ်ဆွေဟာ တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗိုလ်တော်ကြီးအောင်တာသမီးမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါဦးကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမိတ်ဆွေတွေမိတ်ဆွေများပါရင်လည်းဆရာကိုမှန်ပေးကြပါဦးဒါနဲ့စကားမဆက်926ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငင်နားမှာအကျွတ်တင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်ထုံးစံတိုင်းပါပဲခင်ဗျာမနစ်ကဆရာအဲစရင်တော့ကျွတ်တင်ပေးရမယ်လူတိုင်းတော့မရနိုင်ဘူး မနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမပါတယ်ဆိုတော့မိတ်ဆွေများအတွက်ကျွန်တော်ဒီနေ့တိတန်တရားလေးတော့ပို့ပြီးတော့အချိန်အားပြည့်ရေးပေးထားပါမယ်တို့တော့ဆရာလည်းနာမ်25ခုနှစ်ကဟို ဟိုဟိုလှုပ်လှုပ်ချက်ချာပြောင်းပြောင်းလည်းဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ခွင့်ပြင်ကြီးပါဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာခေါ်စတဲ့ကတော့မနစ်ကအတိုင်းပါပဲကုန်စည်နှုန်းတွေဈေးတက်ပေမဲ့9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတူးချင်းစီကိုတခြားရေးပြတာဖြစ်တဲ့ပြင်လာလိုက်ခေါ်စတဲ့နေလည်းပါတယ်ပြင်အခြားရေးတွေလည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ်လိုကိုလေးတွေနဲ့တချို့ကလည်းတန်ပြီးလို့ပြောကြတယ်ထားပါလေဆရာဒါတွေကိုအမှားရယူလို့ရကြောင်းနဲ့ခုံဘူးတုံညာနေဘူးတုံညာလေးတချောက်ဝါ Telegram မှာပြောရင်ကဲဗိုလ်တခုရအောင်တာသမီးမိတ်ဆွေများ9000 9ခုနှစ်ကိုတုံးတက်ပြီး9000 26မှာပါတယ်ပြင် စဉ်သင်လည်းစတင်လိုက်ရအောင်ဒီနေ့တော့ငါကုနေကတော့ harness ပေါ့တာတော့ကမှာဆိုရင်တော့ကိုကနေဟာ2025ပေါင်းလိုက်ရင်ပေါင်းရင်နံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနေရရှိတဲ့မိษွေတို့ဗုဒ္ဓဘုရားတာသမီမိษွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာဖို့မဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့လည်းအဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေဒီနောက်ကြီးကိစ္စသားကြီးကိစ္စသမီးကြီးကိစ္စမိသားစုကြီးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်နေ ကံကလက်ရှိမှာအသက်ရှူလို့ရလောက်တဲ့အခြေအနေတခုလောက်တော့ကျင်းတည်တယ်ရရှိမယ်တိထက်တော့ပူမယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်ပြီးတော့အမျောလင့်ထားသလိုမှန်းကျန်တဲ့နတ်ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံရမဲ့ကာလဖြစ်ပြီးတော့အမိတ်ဆွေစေအပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်လာဆိုရင်တော့မိတ်ဆွေဟောင်း ို့နာမှာနေပြီးတော့ကို့ကိုတချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့ဆန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့ထိုးကံရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေအော်ကိုကလွှဲရင်လောကမှာဘဒုက္ခမှာမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါတယ်ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ် အပေါင်းအသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတတ်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှကြောက်နေတတဲ့နှစ်ဖြစ်ခဲ့မှာတော့အကြေအပဲဖြစ်တယ်။သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဦးနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအဦးနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီနေရာလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနှဆက်ဆက်သွားလိုက်ရဒီနှဆက်ဆက်လုပ်လိုက်ရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးစားပဲဖြစ်ပြီးတုံနီးမဟုတ်ဘူးဘူတူမမဟုတ်ပဲနဲ့မိတ်ဆွေဘူတူမရောက်သားသမီးတွေကကန်ဆာကကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်တောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်ပြီးခဲ့ပါအောင်မိတ်ဆွေတို့ကဘူတူမရောက်သားသမီးတွေကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကတိကျမှာရဲ့ ဗရူဟီယောက်သားနဲ့မိတ်ဆွေတွေကဒီ2025ခုနှစ်မှာတော့လုပ်ငန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိလာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးစားပဲဖြစ်ပြီးတော့ခုမှမျောလင်းချက်တွေဆုံးဖြတ်ချက်တွေလူကဘလူမှမမျောလင်းမယ်ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်လာမယ်နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တတ်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးစားပဲဖြစ်တယ်ပေါ့ဆိုတော့ ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုဒီမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချာကြည့်ကြပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ7 million လောက်ထိကြည့်မှထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေတွေကလေးလုတ်ပါတကယ်ကိုထူးရှားပါတယ်ဗုဒ္ဓဦးရသားသမီးတွေငွေမဲစီရန်တော့ရေတွေကလေးပါ အဲဆရာကကျတော့ငွေမြဲစီရန်လို့တက်ရရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တိကျတယ် အဲ့ဒီရေတွေကလေးလုတ်ကြည့်ပါကျင်းတီထူးထူးချာချာအပြောင်းလဲလေးနဲ့တူတူသိသိလှုပ်ဆောင်ရမယ်ကာလာအပိုင်းချလေးငွေချင်းနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေချင်းနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတီတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တယ်မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွမ်းတဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှာမြဲခေါင်းတွေကင်နေတတ်တော့အဲ့တော့ငွေမြဲစီရန်အတွက်တော့အဲ့ဒီရေတွေကလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဘုရားဖုရားဥဒသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အမြဲဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးခြင်းပါတယ်အဲ့ဒါကတော့ချီချီဝေးမှုပေါ့ခင်ဗျာအဆရာတို့တလက်မလောက်ရှိတဲ့ကတ္ထုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချာပြီးတော့ဆရာတို့ငါးလောင်းကျဲကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်ငါးလောင်းကျဲကလေးဆွဲလိုက်ပါအဲ့ဒီငါးလောင်းကျဲကလေးကိုပလတ်စတစ်အိမ်လေးနဲ့မီးလေးပိတ်လိုက်ပါ ပလတ်စစ်မလောက်ခိုင်းဘူးနော်ပလတ်စစ်အိတ်လေးနဲ့ခတ်တင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကအတွင်းမှာဆောင်ထားပါငွေကြေးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ဗဇက်ကနေနေစဉ်လေးပြောပါကာရာမန်ဒရာတို့အဆောင်ရည်ရအရုဆိုတာဂမ်မီယာတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းတဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့နေနဲ့ကျင်းတည်တဲ့ဒီအဲ့ဒီရဲ့ရည်ရလေးကိုအာငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ဟဲငွေမပြတ်ရင်ပဲဖြစ်ဖြစ်သူတို့ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းပဲဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ခဏခဏအဲ့ကလေးတွေပို့ပို့ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျယ်ကိုအပန်းရောင်ကတုဆာရောလင်းတလက်မ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 လေးတွေကိုလှုပ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့ဒါလေးလှုပ်ပါကျင်းတွေရဲ့ငွေဝင်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ရှင်းပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင် နောက်25ခုနှစ်ထဲမှာဗုဒ္ဓဘုရားအောင်တာသမီမိတ်ဆွေတဲ့အနေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင်ဒီဇင်ဘာကိုရောက်တော်မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီဆရာဒီဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလည်းကြောပြီအဲ့တော့လလည်းကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါကုန်ဒီကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကံညံခဲ့တဲ့နှစ်ရုန်းကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုဦးနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ် သို့တော့မိတ်ဆွေတို့အနေနဲ့2026ခုမှာကန်ဆာတာတိုးတက်စီရန်တို့အခုကနေရဆရာဘလူရေတရားတွေကြိုတင်ပြင်ဆင်ထားအောင်လဲဆိုရင်တော့မိတ်ဆွေတို့ခမရေတံဘူးကလေးတွေလှူတာမျိုး နော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခྱི་သွားရမဖြစ်ဖြစ်လမ်းကျွင်မဖြစ်ဖြစ်ရေးစံကလေးဘူးဖြစ်နိုင်တော့တစ်ခါလှူ28ဘူးတတီကိုလှူစေခြင်းနဲ့28ဘူးတတီကိုရေးစံဘူးတတိလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီချက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်25ခုနှစ်ထဲမှာလမ်းလေးစုံမှဖြစ်စေသုတိတာမှဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ ဂျီအိုးစီကလေးစောက်ပေးတဲ့ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းတည်တဲ့ငါ26မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှာ ကံကြမ်းရအညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆက်နာလူကမိတ်ဆွေတို့အနေနဲ့ဟိုအမိတ်ပြန်တမ်းရတဲ့ရာဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလောက်ကောင်ကနေကြရင်ပြန်နေပေးမယ်မသိလို့ရှိရင်အမိတ်ပြန်တမ်းရတဲ့ရာတို့ပြက်ကရင်ရတဲ့ရာလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေကတော့ထထဝေးမြန်မာပေးတယ်မှာ900သသမီးပဲရှိတဲ့အတွက်ဒူဒူပဲဆိုတာလေးနဲ့ဘုဒ္ဓဘုရားလေးရာဟုရာဟုကလည်းဘုဒ္ဓဘုရားတော့တော်တော်ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့က100နဲ့100ပြည့်အောင်လို့ နှစ်ပေါင်း120တိုက်တိုက်အသက်ရှည်ကျမ်းမအောင်လို့တော့ရာဟုဂျိုသက်12နှစ်ဂျိုသက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့တူတော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနဲ့ပဲနေတော့ဗုဒ္ဓဖူးရဲ့လုပ်ပါအဲ့ဒီရေရာလေးတရားလိုက်လို့ပါဒါလေးကိုလိုက်လို့ဘူလူအကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026လောက်မှာကန်ဆာတာတက်စီဖို့နော်နဆက်ချောင်းမှာကန်ဆာတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့2020 6ခုနှစ်မှာကန်စရာကောင်းစီဖို့အတွက်95ခုနှစ်ကစပြီးတော့ဒီဇင်ဘာလဝင်မှာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ခုလူတာမျိုးသူမဟုတ်ရေအိုးစင်ကလေးလူတာမျိုးလုတ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတူးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှလိုက်တဲ့ဆရာရာဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေတို့ဒီ2020ခုနှစ်ဟာကျွန်တော်တို့ကကံညှက်ခဲ့တဲ့ဆရာကြီးတိကျပုံကံကောင်းအောင်ဘာတွေလုပ်တင်လဲဆိုရင်တော့ဆရာတို့ မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ်တက်က30ဆိုရင်ဝါးချောင်း30တော့မဟုတ်ရင်အဲ့ဇတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အစိုး ာစင်နိုင်ရတော့တယ်။မိတာကကောင်းကောင်းလေးကိုတောင်းတဲ့မိအောင်ဆက်တော့ပြီးတော့လာပါဗျာ။ကျွန်တော်တို့ရဲ့ပြည်တော်ကရဲရော်ချင်တယ်။အင်းဆရာကြီးစံသားလေးကိုရဲ့ဘေးဟောစရမများ၊ဆရာကြီးနိုင်ကြည့်စော်ရဲ့ဘေးဟောစရမများ၊ဆရာလေးဆရာငယ်ရဲ့ဘေးဟောစရမများ၊ဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောစရမများ၊ဆရာစင်ဟောင်းရဲ့ဘေးဟောစရမများဟောစရမများဆရာဟိမဝနာရဲ့ဘုရားဟောဇာများအစာကြီးတော်ဘိနေဆရာကြီးများရဲ့ဟောဇာများဆရာမချောစုစုသားဆရာမထားရတဲ့အစာကြီးတော် ဒေလီဆာမများရောက်အော်ဒါများကိုလည်းနေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်လောက်နေလောက်နေတိုင်းတင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာအကြောင်းကိုကျွန်တော်တို့ရဲ့ပြည်မမှာပြည်ဟိတ်ကျော် channel လေးကိုစပင်းနေပြီးအပြည့်တော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါဆန်ကြားလိုက်ပါတယ်ခင်ဗျာကျေးဇူးပြုတော့ပဲလိုက်ရန်ရှင်ရလေးများလည်းလုပ်ပေးခဲ့ကြပါလို့ကောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲဆက်ပါ ေးဆက်လက်ပြီးတော့ဗေဒဟောဇာများကိုကြည့်ရှုစားခြင်းခံသွားခံစားပြီးတော့ကြပါဦးခင်ဗျာ